ကျမဒီဗီဒီယိုလေးကိုရိုက်ကူးရရရွေးချက်ကတော့အင်အားကြီးရဲ့ငလျင်လှုပ်ခတ်သွားတဲ့အခါမှာပစ္စည်းဥစ္စာဆုံးရှုံးရတဲ့သူတွေဒါမကပဲမိသားစုဝင်ဆုံးရှုံးသွားတဲ့သူတွေရှိကြပါတယ်။အဲ့လိုမိသားစုဝင်ဆုံးရှုံးသွားတဲ့သူတွေထဲမှာမှကျန်ရခဲ့တဲ့နော်မိသားစုဝင်တွေထဲမှာကလေးတငယ်လေးတွေဒီတစ်နှစ်ခွဲနှစ်နှစ်သုံးနှစ်လေးနှစ်ပေါ့နော်ဟိုတည်ချင်းတရားဆိုတာဘာလဲလို့နားမလည်သေးတဲ့ကလေးငယ်လေးတွေနဲ့ကျန်ရခဲ့ရတဲ့မိသားစုဝင်တွေအတွက်ရည်ရွယ်တာဖြစ်ပါတယ် ဒီရက်ထဲမှာတွေ့မြင်နေရတာပေါ့နော်ဟိုငလင်းထဲမှာဒီဖခင်ကပါသွားတယ်အဲကြံ့ရခဲ့တဲ့ကလေးကဒီလူမဲအရွယ်လေးပေါ့နော်တစ်နှစ်ခွဲနှစ်နှစ်နော်ဟိုသုံးနှစ်ပေါ့အဲ့လိုကလေးလေးနေဟိုမိခင်နေကြံ့ရခဲ့တဲ့အခါမှာမိခင်နေနေနဲ့သူတို့ချစ်ခင်ရတဲ့မိသားစုဝင်ကိုဆုံးရှုံးသွားတဲ့ဖြင့်ကြံ့ရခဲ့တဲ့ကလေးလေးနေဟိုရှစ်ဆက်ရင်ဆိုင်ရအောင်ခတ်ခဲကြပါတယ် တချို့ကလေးဆိုလို့ရှိရင်ဒီဆုံဆုံသွားတဲ့မိသားစုကဘာမှအရန်တွေ့ကြတယ်ပေါ့နော်ဟိုထားလိုက်ပါတော့ဖခင်ဆိုရှင်သွားတယ်ဆိုရင်လေဒီဖခင်နဲ့ပတ်သက်လို့သူဝယ်ပေးတဲ့အဝတ်အစားမှဝတ်ချင်တာမျိုးသူခွန်ကျွေးတဲ့အစားအသောက်မှစားချင်တာမျိုးပေါ့နော်မူတူတော်မှအဲသူပို့ပေးမှကွာမယ်ဆိုတာမျိုးစသည်အားဖြင့်ဟိုသူ အမြဲတမ်းနေစဉ်ဒူဝသွားလာလှူရှာနေမိသားစုဝင်နေပဲသွားချင်တာမျိုးလေးရှိတာပေါ့နော်ကလေးတွေကအဲ့ဒီခါမှရှင်းပြလို့လဲဒီတိတ်ပြီးတော့နားမဝင်သေးတဲ့အရွယ်လေးတွေဖြစ်နေရပေါ့အဲကျန်ခဲ့တဲ့မိသားစုဝင်အနေနဲ့လဲသူချစ်ခင်ရတဲ့သူ့ရဲ့လက်တွဲဘောကိုဆုံးရှုံးလိုက်ရတဲ့အပြင်ကျန်ခဲ့တဲ့သားသမီးတွေနဲ့ရင်ဆိုင်ရတဲ့ခါမှဟိုဘလို့နားလဲအောင်ရှင်းပြရမယ်ဘလို့နားလဲအောင် ပြောပြရမလဲเนาะအဲ့ဘလို့မျိုး ဒီစိတ်ခံစားမှုတွေရေရှည်မပါဝအောင်ဘယ်လိုပြုလုပ်ပေးရမလဲစသည်အဖြစ်ထက်ဆက်ပူလောင်ပြီးတော့ပူဆွေးတော့ကရောက်ကြရဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်မဒီဗီဒီယိုလေးကိုညာရင်းချင်းလေးရိုက်ပေးလိုက်တာပေါ့နော်ဒီ post တွေလည်းအများကြီးတွေ့နေရတယ်အဲ့လိုမျိုးကြံရင်ခဲကြံရင်သူတွေခံစားရတဲ့ခံစားချက်တွေကိုကိုချင်းစားတဲ့အတွက်ကြောင့်ကျွန်မဒီ post လေးကိုလည်းတင်ပေးလိုက်တာဖြစ်ပါတယ်ခုလိုမျိုးချိန်နေပြုံလာပြီဆိုရင်ကလေးကို တဘာပေးဆိုဘာသူမဆိုเนาะတွန်တွေးရခက်ခဲမျိုးဖြစ်တယ်ဒါပေမဲ့ဒီချိန်မှာတော့တဘာပေးအဲ့လိုမျိုးခက်ခဲလုံးနဲ့တဘာပေးကိုထပ်ပြီးတော့မကြုံရတဲ့အနေအထားလေးမျိုးဖြစ်တယ်ပေါ့နော်သူလုံခြုံနေပြီဆိုတာလေးကိုကလေးကိုလုံခြုံတဲ့စိတ်ကလေးပြအောင်ပြောပြပေးရမယ်နောက်တစ်ချက်ကကြတော့ဒီ ဆုံးရှုံးသွားတဲ့ဆုံးရှုံးမှုအပေါ်မှာဒီဆုံးရှုံးသွားတဲ့မိသားစုအပေါ်မှာခီးသွားနေလို့ပြန်လာမှမုံသွားဝယ်နေရစသည်အဖြစ်မပြောရလို့မပြောပဲထားပေမဲ့ကလေးအနေနဲ့တကယ်ဖြစ်မလာလို့ရှိရင်သူ့ရဲ့ယုံကြည်မှုတွေထိခိုက်သွားနိုင်တယ်ဒါကြောင့်မလို့ကလေးကိုအတက်နိုင်ဆုံးနားလည်အောင်ပြောတဲ့အခါမှာအဝေးကြီးကိုထွက်သွားတဲ့အကြောင်းပြန်မလာနိုင်တော့တဲ့အကြောင်းဒါပေမဲ့သူ့ကိုချစ်ခင်ကြောင်းဒီမိသားစုကသူ့ကိုချစ်ခင်ပါကြောင်းနော်အဲအကြောင်းလေးကိုနားလည်အောင်ပြောပြပေးရမယ်မရှိရတဲ့မိသားစုဝင်နဲ့လုပ်ခဲ့တဲ့အရာလေးကိုကြံရိတ်ခဲ့တဲ့မိသားစုဝင်က တာဝန်ယူပြီးတော့ဆက်ပြီးလုပ်ပေးမယ်ဆိုတဲ့အကြောင်းเนาะအစားထိုးဝင်ရောက်တယ်လို့မသုံးရပါဘူးเนาะဟိုထားလိုက်ပါတော့ဖခင်မရှိရလို့ဆိုရင်ဒီဖခင်ပြုလုပ်ပြီးနေကြအရာကိုမိခင်ကိုတာဝန်လွှဲပေးထားလို့မိခင်ကဆက်ပြီးတော့လုံဆောင်ပေးသွားမယ်အဲ့အဲ့လိုမျိုးလေးကလေးကိုနားဝင်အောင်ပြောရမယ်သူ့အနေနဲ့ဒီအရာတွေနော်ဖခင်နဲ့လုပ်ခဲ့တဲ့အရာတွေသို့တော့မိခင်နဲ့လုပ်ခဲ့တဲ့အရာတွေကိုဖခင်မရှိရတဲ့အခါမိခင်မရှိရတဲ့အခါလဲသူ့ကိုဆက်ပြီးလုပ်ပေးနိုင်မဲ့သူရှိသေးတယ်ဆိုရင်ယုံကြည်ချက်ကလေးဝင်အောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ သူချစ်ခင်နှစ်သက်တဲ့သူ့ရဲ့အယုတ်ကလေးတွေဒါမှမဟုတ်သူ့ရဲ့ဆုံဆုံသွားတဲ့မိသားစုဝင်ကပေးထားတဲ့အရာလေးတွေသူဆောင်ထားခြင်းတိုင်ထားခြင်းနဲ့ဆိုရင်လည်းပေးဆောင်ထားလို့ရပါတယ်ပေးကင်ထားလို့ရပါတယ်တချို့ကတော့ဒီဆုံဆုံသွားတဲ့မိသားစုဝင်ကိုလွမ်းနေမှာဆိုလို့တတိယနေရင်မေးရပြောရခတ်မှာဆိုလို့ဆိုပြီးအတင်းဆွဲဖယ်တာတွေဆွဲယူတာတွေမလုပ်ရပါဘူးဆုံဆုံသွားတဲ့မိသားစုဝင်နဲ့ပတ်သက်တဲ့ကလေးရဲ့ခံစားချက်တွေပြောတဲ့အခါမှာလည်းပို့ပြီးတတိယလာမှာဆိုလို့အပြောမခံတာမျိုး မလုပ်ပြရပါဘူးเนาะကလေးရဲ့ခံစားချက်တွေကိုတေချာနားထောင်ပေးပြီးတော့သူတိချင်တာလေးတွေသူဖြစ်ချင်တာလေးတွေကိုလူကြီးတွေအနေနဲ့စိတ်ရှည်လက်ရှိပြန်ဖြေပေးရပါမယ်။ကြံရဲခဲ့တဲ့ကလေးငယ်အတွက်လည်းနေစဉ်ဒူဝါသူလှုပ်ဆောင်နေကြအရာတွေကိုလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ဒီလိုမျိုးတွားပေးကြုံတွေ့သူကပြီးတဲ့အခါမှာနေစဉ်ဒူဝါလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မှုဆိုတာကျမတို့လူကြီးတွေတော့မှမဖြစ်သေးဘူး။ဒါပေမဲ့ဒီလိုကလေးတွေသူက နေ့စဉ်သူကလုံဆောင်မှုဆိုတာစားချိန်တန်သူပိုက်စားတဲ့အချိန်မှာစားဖို့ဖြစ်ရမယ်အဲ့ချိန်တန်မှာကောင်းကောင်းအိမ်နိုင်ရမယ်သူ့ရဲ့ဒီပုံမှန်လုပ်နေချင်အလုပ်တွေမပြတ်ရဘူးပေါ့နော်နောက်တစ်ချက်ကတော့သူကစားချင်တဲ့အချိန်မှာတည်တည်ချာချာလေးကစားခွင့်ပြုနိုင်ရမယ်နော်လေးလေးကိုထိန်းချောင်းတဲ့အခါမှာလည်း ဘေးကနေတချင်းစုပေးတာမျိုးပုံပြင်ပြောပြတာမျိုးဆေးအောင်ချေခိုင်းတာမျိုးစတဲ့အရာလေးတွေလုပ်ပေးလို့ရတယ်။နောက်ဒီရွယ်ကလေးလေးတွေဆိုလို့ရှိရင် hand gripping ball လက်သာဆုပ်တက်နေပြီဆိုတော့ဒီဂျုံနဲ့လှုပ်ထားတဲ့အယုတ်ကလေးတွေเนาะအရာလေးတွေကိုဟိုပုံဖော်ခိုင်းတာမျိုးလေးလည်းလုပ်ပေးလို့ရတယ်เนาะဒါမှမဟုတ်လို့ရှိရင်အယောင်တူတဲ့စက်ကူလေးတွေကိုတက်ကြီးကြီးနဲ့တိုက်ထားတယ်เนาะပြီးအဲအယောင်တူတာလေးဆုခိုင်းတာမျိုးအိမ်မကလေးနဲ့ကလေးတွေကိုအယောင်လေးတွေခွဲခြားတတ်အောင်လို့ပြုလုပ်သွားရင်အယောင်လေးတွေကိုလွှဲပေးလို့ရပါတယ် ပြန်ရိုက်ခဲ့တဲ့မိသားစုဝင်တွေအနေနဲ့ကိုယ်တိုင်လည်းတန်မာဖို့လိုပါတယ်ဘသူမဆိုဆုံးရှုံးသွားတဲ့ဆုံးရှုံးမှုအတွက်နစ်နာမှုတွေအတွက်ခံစားကြရတယ်အကုန်လုံးเนาะဒါပေမဲ့ဘယ်လူမှမတက်နိုင်တဲ့အရာတွေဖြစ်တဲ့အခါမှာရှေ့ဆက်သွားဖို့အတွက်အင်အားရှိဖို့လိုပါတယ်အထူးသဖြင့်ဒီကြံရိတ်ခဲ့တဲ့မိသားစုဝင်တွေမှာကလေးငယ်လေးတွေရှိတယ်ဆိုရင်ရှေ့ဆက်ဖို့တော့ ကိုကိုလည်းအင်အားရှိပြီးနေဖို့လိုတယ်နော်ဒါကြောင့်မို့ဆုံးရှုံးသွားရရဲ့အတွက်ခံစားကြရတယ်နော်သူတဖြင့်ကိုယ့်ရဲ့လက်တွဲပေါ်တွေပါလေဆုံးရှုံးသွားရလည်းပို့ပြီးခံစားကြရမှာပေါ့ဒါပေမဲ့အဲ့ဒီခံစားချက်တွေနဲ့ကိုယ့်ရဲ့နေစဉ်ဒီဘလုံငန်းဆောင်တာတွေတော့ပြန်လုံးပြောင်းအောင်စားချိန်တန်စားအောင်အဲ့ချိန်တန်အေးရမယ်နော်ကိုယ့်ရဲ့ကြမ်းမာရေးအတွက်ဒီကိုယ့်ရဲ့တန်ရှင်းရေးအတွက်ဒါတွေကိုလည်းဆက်ပြီးလှုပ်ဆောင်အောင်ဖြစ်ပါတယ်ကိုစောင့်ရှောက်ရမယ်လူမဲ့ကလေးတွေအတွက်အင်အားတစ်ခုဖြစ်ပေးနေရတာဖ ဲ့လိုနေစဉ်သူကလုပ်ငန်းဆောင်တာတွေပြန်လဲလှုပ်ဆောင်တဲ့အခါမှာလဲအချိန်လေးပေးလိုက်ပါတော့ကိုကလေးလည်းကြည်ရင်ထားဒီကိုကိုကိုစိတ်ပျော်အောင်ထားတဲ့အခါလဲထားနောက်တစ်ခါကျတော့ကိုရဲ့မိတ်ဆွေပေါင်းတင်တွေကိုလဲကိုကမှစစ်မှန်တဲ့မိတ်ဆွေပေါင်းတင်တွေနဲ့ရှေ့ဆက်ဖို့လိုအပ်ပါတယ်အပေါင်းတင်တစ်တစ်ထပ်ဖွဲ့တာတို့ဒါမှမဟုတ်လို့ရှိရင်ခုလိုမျိုးဟိုဘဝတူခံစားချက်တူဒီဒေးဒံတင်ဒီသူအချင်းချင်းလဲကိုရဲ့ခံစားချက်အတွေ့အကြုံတွေကိုလဲပြန်လဲလို့ရပါတယ် အခုကျမပြောထားတဲ့ဗီဒီယိုတွေကအချက်ကလေးတွေကိုတတိထားပြီးတော့ပြုလုပ်တည်တိုင်အောင်ရှေ့ဆက်ဖို့ခက်ခဲနေမှဖြစ်ပါစေ။ကိုလက်တွေလှုပ်ဆောင်ရတဲ့အခါမှာအတိအကျလိုအပ်တဲ့အချက်လက်ကလေးတွေကိုသိချင်မှဖြစ်စေမြင့်မို့ကောင် online counseling and hacker service ကနေပြီးတော့ကျွန်မကြိုဆိုနေမှာဖြစ်ပါတယ်ဒီခုပြထားတဲ့ Viber နံပါတ်လေးကနေပြီးတော့ဆွေးနွေးတိုင်ပင်အကြံပြုမှုများကိုလည်းရယူလို့ရပါတယ် ဒီဗီဒီယိုလေးကအကျိုးရှိရလို့လက်ခံရင်ကျမရဲ့ channel လေးတွေကို like and subscribe လေးလို့ပေးပြီးတော့အခုဗီဒီယိုလေးကိုလည်း share လုပ်ပေးခြင်းအားဖြင့်ဒီနှစ်နှစ်သုံးနှစ်ပေါ့နော်လူမမဲကလေးတွေကြံရိုက်ခဲ့မိသားစုဝင်တွေရှေ့ဆက်ဖို့အတွက်ဒီလမ်းလေးတွေကိုမျှဝေပေးဖို့လည်းကျမဒီနေရာကနေတောင်းဆိုပါရစေ။အားလုံးမျှော်လင့်ထားတဲ့တဘာဝပေးတွေကိုကောင်းမွန်မှန်ကန်တဲ့အချက်အလက်တွေကိုမျှဝေခြင်းအပြင်အတူတူကြောဖြတ်ကြပါမယ်ရှင်။